ဘဝတစ်ခုမှာတေကံဤကာလရောက်လာပြီနီးလာပြီဆိုလို့ရှိရင်တေငယ်စောနဲ့မျောနေတဲ့အချိန်မှာကိုလုတ်ခဲ့တဲ့စွမ်းအားကြီးမားတဲ့ကံတရားတွေဟာအရင်မဲကြီးလိုမိမိရဲ့စိတ်ထဲမှာပေါ်နေတယ်ကံအနေနဲ့လည်းပေါ်တယ်ကံအနေနဲ့ပေါ်တာဘယ်လိုပေါ်တော့ဆိုလို့ရှိရင် အခုလောလောဆယ်ပဲမကောင်းတဲ့အလုပ်တွေလုပ်နေရတယ်လို့ ကောင်းတာတွေလုပ်နေတဲ့ပုံကိုကြလဲအခုလောလောဆယ်ပဲကောင်းတဲ့အလုပ်တွေလုပ်နေရတယ်လို့စိတ်ထဲမှာခံစားနေရတယ်။ဟောဒီကံတရားတွေဟာဒါဘယ်သူကနေပြီးပေါ်ခိုင်းတာတော့ဆိုရင်ကံရဲ့ဆွမ်းအတ္တတရားနေပြီးတော့ပေါ်ခိုင်းတာ။ကံဆိုတဲ့တဘာဝဆွမ်းအားတွေပေါ်နေတယ်။ဥပမာဆိုအားဆိုနေ့စဉ်ကမ္မထမ်းထိုင်တဲ့ပုဂ္ဂိုလ်တယောက်ဆိုလို့ရှိရင်ဒီကံနေ့ကြတော့ ဖះရှိမှာကမ္မထန်ထိုင်ပြီးတော့စိတ်ထဲမှာကမ္မထန်အာယုကို မှတ်နေတယ်ဆိုတဲ့အနေထားမျိုးလေးစိတ်ထဲမှာပေါ်ပြီးတော့နေတယ်အဲ့ဒါကံဆိုတဲ့စွမ်းအားတစ်ခုအတိတ်ပြန်ပြီးတော့ဖြစ်တဲ့အနေနဲ့အတိတ်ကဖြစ်ခဲ့တဲ့ကံတွေဟာအဲ့ဒီအချိန်မှာတကယ်လုံနေတဲ့အနေထားမျိုးပြန်ပြီးတော့ပေါ်လာရတယ်အဲ့ဒီအတိတ်ကံဟာလားပေါ့ မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီအချိန်မှာမကောင်းတဲ့စိတ်တွေရအဲ့ဒီအချိန်မှာလာပြီးတော့ပေါ်နေလွှမ်းမိုးနေတယ်ကိုနေ့စဉ်လုပ်နေတဲ့အထဲမှာမကောင်းတဲ့အလုပ်ကလည်းမကောင်းတာတွေကိုလာပြီးမကောင်းတဲ့စိတ်အနေထားတွေပေါ်နေတယ်ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်ကလည်းကောင်းတဲ့စိတ်အနေထားတွေပေါ်နေတယ်အတိတ်ကဖြစ်ပေါ်လာခဲ့တဲ့မိမိလုတ်ခဲ့ဘူးတဲ့အရာတွေကအထူးအချိန်မှာပြန်လီတတိယပြီးတော့မိမိစိတ်အစဉ်ကိုလွှမ်းမိုးနေတယ်တဲ့ ဒါကိုကံအာယုံလို့ဒီလိုပြောတာအဲ့ဒါဘယ်သူကနေလွှမ်းမိုးအောင်လှုပ်ထားတော့ဆိုတော့ဒီကံရဲ့စွမ်းအားကပဲလွှမ်းမိုးအောင်လှုပ်ထားတယ်နောက်တစ်မျိုးပေါ်လာနိုင်တာကဘာပေါ်လာနိုင်တော့ဆိုရင်ကံပေါ်လာတာနဲ့တပြိုင်တည်းဘာတွေပေါ်နိုင်သေးလို့ဆိုရင်ကမ္မနမိတ်လို့ဆိုရက် conditions of karma ကံရဲ့အချမ်းရအကြောင်းတရားတွေကလည်းပေါ်လာနိုင်တယ် ဥပမာမယ်ဖျားရှိခိုးနေတဲ့ပုဂ္ဂိုလ်တယောက်နေစဉ်နဲ့မှန်မှန်ဖျားရှိခိုးနေသည့်အတွက်ကြောင့်ဒေဂန်ဒီကြတော့ဒီသင်္ကေဇောနဲ့မျောနေတဲ့အချိန်မှာသူ့ကိုယ်သူဘယ်လိုခံစားနေရတုံးဆိုရင်ဖျားကန်းနဲ့ရောက်ပြီးတော့ဖျားကိုဖျားမိပူဇောနေတယ်ပန်းနေရေချမ်းနေကတ်နေတယ်ဖျားရှိခိုးနေတယ် ဘုရားရုပ်ပွားတော်ကြီးကိုမြင်နေရတယ်။ဟောပန်းတို့ရေချမ်းတို့စီမီးတို့ကတ်လှူနေတာတွေကိုမြင်နေရတယ်။အာယုန်ထဲမှာလာပေါ်တယ်